နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအချက်၉ချက်ပါကြေညာချက်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီကြေညာချက်မှာတော့မြန်မာနိုင်ငံယာယီအပြည့်ရက်သက်တမ်းတိုးဖို့နဲ့သက်ဆိုင်သူတွေအားလုံးယုံကြည်မှုတည်ဆောက်ကြဖို့ကိုလည်းအာဆီယံကတိုက်တွန်းထားပါတယ်။ မလအတွင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်ယာယီအပြည့်ခက်ရက်စီရေးကျင်ညာထားမှုကိုတက်တန်းထတ်တူကြဖို့နဲ့အပြည့်ရက်နေမြေတွေကိုလည်းတိုးရှိသတ်မှတ်ဖို့ကိုထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်သက်ဆိုင်သူအဖွဲ့အားလုံးအနေနဲ့အပြည့်ရက်စီရေးကနေယုံကြည်မှုတည်ဆောက်ပြီးအားလုံးပါဝင်တဲ့အမျိုးသားတွဲဆောင်ဆွေးနွေးရေးတရက်ကိုဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။သက်ဆိုင်သူတွေအားလုံးအနေနဲ့အယက်သားပြည်သူတွေနဲ့အယက်ဖက်အဆောက်အဦတွေကိုထိခိုက်ပျက်စီးစေတဲ့ အကြမ်းဖက်လူရက်တွေကိုရှက်ချမ်းရက်တန့်ဖို့တောင်းဆိုခဲ့ပြီးစစ်ဖက်အရက်ဖက်ခွေးချောင်းမှုမရှိတဲ့အကြမ်းဖက်မှုတွေကိုရှက်ချမ်းရက်တန့်ဖို့ကိုလည်းအာဆီယံကတောင်းဆိုခဲ့ပါတယ်။အရက်သားပြည်သူအလုံးကိုအကာအကွယ်ပေးဖို့နဲ့ဘေးကင်းလုံခြုံစေရေးခိုင်ခိုင်မာမာလှုပ်ဆောင်သွားကြဖို့ကိုလည်းပူတွေးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာဆီယံပုံသဘောတူညီချက်၅ရက်ကိုလည်းမြန်မာအကြက်တေးဖြစ်ချင်းရဲ့အတွက်ဆက်လက်ရင်းညွှန်းထားရှိမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်ရှင်။